ကဲဒါကတော့ file number 4 file number 4နဲ့ပတ်သက်တူတူလေးတယ် file number 4နဲ့ file number 5ကိုတွဲပြီးကျွန်တော်ပြလိုက်မယ်နော်မိတော့မိတော့ဒါလေးကအကျေတဝင်းရှိပြီအဲအကျေတဝင်းကျွန်တော်မရေးဆွဲတော့အကျေတဝင်းကဒီဖြည့်ရှင်းတဲ့နောက်မှာအကျေတဝင်းရှိတယ်ဒီဖြည့်ရှင်းနောက်အကျေတဝင်းရှိတယ်အဲအကျေတဝင်းကအခုပွဲနဲ့မသက်ဆိုင်နေကျွန်တော်မယူတော့ဘူးနော်ဒါလေးကဘာလေးတော့ဆိုတော့ဟာဒီကွာပေါင်းကြီး30ဖြည့်ရှင်းကွာပေါင်းကြီး30လေးဖြည့်ပြီးတော့ကွာပေါင်းကြီး300 300လေးဖြည့်ပြီးဒီ3လုံး3လုံးခွေထားတယ်အဲ့ဒါလေးက3ကတ်ရှိနော်ဒီမှာလည်းအဲ့လိုဒီဖြည့်ခဲ့တယ်ကွာပေါင်းကြီး300 ခါနဲ့နောက်ပေါင်းတွေက3လို့ဖြစ်ခဲ့တယ်ဒီမှာနဲ့ကွာပေါင်းချင်း3ရအဲ့ဒီ3ရဖြစ်ခဲ့တာ3003တွေနဲ့ဒီ3ရဖြစ်ခဲ့တာယူထားတာเนาะတခြား3ရယူထားတာမဟုတ်ဘူး3003လို့ဒုတိယကြိမ်မှာ3003နဲ့3ရဖြစ်ပြီးတော့မှဒီ3လို့3လို့ဖြစ်ခဲ့တာ3ကတ်ရှိအဲ3ကတ်နဲ့ပတ်သက်ရှင်းပြအောင်အဲ့ဒီ3ကတ်ဖြစ်ပြီးတော့အဲ့ဒီကွာပေါင်းချင်း3ရဒီ3လို့3လို့ဖြစ်ဟုတ်တနည်းနည်း3နည်း4နည်းမြောက်မှာအဲ့ဒီ3ရနှက်ခတ်5ပရိဆိုတော့ကျွန်တော်ကလိုက်ချတာ လိုက်ချတဲ့ခါကျတော့ဒီနေရာမှာငါးပရိတ်တို့စထွက်ပြီငါးပရိတ်တို့စထွက်ရင်ဘယ်မှာထွက်တော့ငါးပရိတ်ရဲ့ဇောင်းမှာပဲထွက်တယ်နော်နောက်ထပ်ငါးပရိတ်ကိစ္စကိုတော့ကျွန်တော်အဲ့ဒါနောက်မှာပဲပြောမယ်ဒီတစ်ခုပဲအဓိကဦးစားပေးယူတာငါးပရိတ်ရဲ့ဇောင်းမှာငါးပရိတ်တို့လိုက်တယ်ဒုတိယကတ်မှာလည်းဒီဖြစ်ချင်းကြောင့်တနည်းနည်းသုံးနည်းလေးနည်းမြောက်မှာငါးပရိတ်တို့စထွက်ခဲ့ရင်ငါးပရိတ်ရဲ့ဇောင်းမှာပဲထွက်တယ်ကဲတတိယကတ်ကိုတွောင်းမယ်တတိယကတ်မှာလည်း ဒီဖြစ်ချင်းလေးကြောင့်တနေ့နဲ့နေ့သုံးနေ့လေးနေ့မြောက်မှာငါးပလေးတို့စထွက်ရင်အဲ့ဒီငါးပလေးဒီငါးပလေးရဲ့ဇောင်းမှာပဲစထွက်တယ်ဒီမှာမထွက်ဘူးဆိုရင်တော့ဒီမှာလည်းငါးပလေးခံရတယ်ဒီနေရာမှာလည်းငါးပလေးတို့ညွန့်နေဟာနေရာမှာလည်းငါးပလေးတို့ညွန့်ဆိုတယ်ဆိုလိုတဲ့ဘောငါးပလေးရဲ့ဇောင်းတော့ဒီနှစ်ခုအဓိကဦးစားပေးတာမဟုတ်ဘူးပထမဦးဆုံးအကြိမ်ထွက်ခဲ့တဲ့ငါးပလေးဒီငါးပလေးရဲ့ဇောင်းမှာလို့ဆိုလိုတာဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်ပလေးနဲ့ပတ်သက်ပြီးတော့ငါးပလေးတို့ညွန့်ဆိုပေးခြင်းဖြစ်တယ်ဒီ final တော့ဟိုဖယ်လိုက်မယ် ဒါ file number 4 file number 4ပြီးတော့ file number 5ကိုသွားလို့ရတယ်เนาะမိနစ်အများကြီးကြံသေးတယ်เนาะအဲ့ဒါ file number 4ကိုသွားလိုက်မြန်မြန်လေးသွားလိုက်အဲ့တော့ file number 4ပြီးတော့ file number 5 file number 5ကိုတခါတည်းဒီထဲမှာတွဲပြလိုက်မယ်เนาะ file number 5ကနှစ်ကပ်စီးတွေနှစ်ကပ်စီးတွေအကျယ်တဝန်းရှိတယ်အကျယ်တဝန်းနောက်မှာပြောမယ်ဒီကောက်ကြောင်းလေးဒီကောက်ကြောင်းလေးဒီ print 5ဒီ print 5ဆက်တဲ့ချိန်မှာ print 5သူ့ရဲ့တပွဲကြောင်မှာ print 5လို့တက်တယ်တက်ပြီးသူ့ရဲ့တပင်းကြောင်မှာ hurry break ကဘလောက်တက် break 3 break ခွန်ပရိတ်၅ပရိတ်၁၃၅နော်၁၃၅ခွန်မို့၁၃ခွန်၅လို့လာတာပရိတ်၅ပရိတ်၅ပရိတ်၅လို့ဒီနေရာမှာကျွန်တော်မှင်ပြောင်းသွားလို့နော်မှင်ရတရားလေးဆွဲလိုက်ရနော်အဲ့တော့ပရိတ်၅ပရိတ်၅ဒီနေရာမှာပရိတ်၅လို့ကြခဲ့ကြခဲ့တဲ့အချိန်မှာ၁ပရိတ်၃ပရိတ်ခွန်ပရိတ်၁၃ခွန်ဆိုတဲ့ပရိတ်၃ခုတန်းလာတယ်တန်းတဲ့အောက်မှာ၅ပရိတ်လို့ကြအဲ့ဒီကောက်ကြောင်းနဲ့သွားတယ်အဲ့ဒီကောက်ကြောင်းနဲ့သွားတဲ့အခါမှာသူ့ရဲ့ဟိုဘက်ကဘယ်ဦးပြန်သွားမှအောင်ဆိုတော့ပြောပြမယ် သူ့ရဲ့ဟိုဘက်ဒီဘွားနေတော့ဒီဘွားနေဒီဘွားနေပထမဆုံးတစ်ပရိတ်ရဲ့ဘွားနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၂ချိန်မှာပရိတ်ငါးလို့ကျွန်တော်ကညှို့ဆိုတာဟုတ်ပြီနော်ပရိတ်ငါးလို့ညှို့ဆိုအဲ့သူ့မှာညှို့ဆိုမှုနှစ်ခုရှိတယ်တော့တော့ကျွန်တော်ပရိတ်ငါးလို့ပဲညှို့ဆိုပေးမယ်နော်အကဲ့ရွေးပရိတ်ငါးလို့မလာခဲ့ရင်ဒီနေရာမှာလည်းပတ်သက်ပြီးတော့ကျွန်တော်ကကျွန်တော်တကယ်ကြီးနေကိုပုံစံတစ်မျိုးနဲ့စဉ်းစားရရှိအဲ့ဒါတော့ကျွန်တော်ဒီ లై ထဲမှာမပါသေးတဲ့ကြောင့် ဟိုဒီဒီဗီဒီယိုဖိုင်နဲ့မပါသေးတဲ့ကြောင့်ကျွန်တော်ကကျွန်တော်တကယ်ချင်းကိုဟိုဟိုတာပေါ့အဲဒီမှာပဲပြောပြလိုက်မယ်ဗျာဒီမှာငါးပရိတ်လို့ဒီနေရာကိုကျွန်တော်ညွှန်ဆိုတာအကျန်တဲ့အကြောင်းအရာတော့တော့မှကျွန်တော်ဟောတာလိုက်လို့မြင်တယ်နော်အဲ့လိုမှမဟုတ်ရင်သူ့ဘေးကိုင်းရဲ့နေ့ကကဏ္ဍတကွယ်ဘေးကိုင်းနဲ့ကဏ္ဍတကွယ်ဒီတကွယ်ဒီတကွယ်ဒီပြန်ကြကဏ္ဍဖြစ်ခဲ့တာဒီအဲအဲ့ဒါပြီးမှပြောမယ်ဗျာအဲအဲ့ဒီကိုအောင်ပြောလိုက်မယ်နော်ကိုအောင်ပြောလိုက်မယ်အဲ့နေရာမှာငါးပရိတ်လို့ညွှန်ဆိုတာညွှန်ဆိုတာငါးပရိတ်နဲ့သွားထပ်နေလို့နော်သူကဟိုဘက်နှစ်ကကူးတဲ့ကဏ္ဍ၆နှစ်၆ကိုကူးခိုင်းတာ ဟုတ်ပြီအဲ့တော့ဒီလိုဖြစ်ဖို့အတွက်ကိုဒီဇောင်းဆင်းတဲ့အောက်မှာအခုနတိပရိတ်တုံးပရိတ်ခွန်ပရိတ်အောက်တက်တဲ့သွားလိုက်ရင်ထိတ်ထောင်တုံးလုံးငားလို့ဖြစ်ကြတယ်ထိတ်ထောင်တုံးလုံးငားနေအမမြင်းကုန်သွားလိုက်ရင်ငားရပေါ်ဒီတုံးလုံးတုံရလို့ခွေကြခွေပြီးပြီဆိုမှဟာဒီအခုံးချောက်အခုံးချောက်လို့ခံပြီးတော့မှပရိတ်ငားလို့ရိုက်ထားတာဟုတ်ပြီနော်အဲ့ပရိတ်ငားလို့ရိုက်တဲ့ဘေးတစ်နှစ်ကျော်မှထိတ်ထောင်တုံးလုံးပေါ်ကြီးဟာဒီအခုံးချောက်ကြောင့်ထိတ်ထောင်တုံးလုံးချောက်ဒီတုံးလုံးချောက်အဲ့ချောက်ဒီ VC ချောက်အဲ့ချောက်ဒီ MLD ဟဲ့ အပိတ်ထောင်သုံးလုံးရှောက်လို့တက်ခဲ့တာအပိတ်ထောင်သုံးလုံးရှောက်လို့မတက်ခင်မှာ6ထိပ်တပွဲကြောင်5ထိပ်တပွဲကြောင်2ထိပ်ဒီသုံးလုံးရှောက်လို့ခံပြီးတော့မှအပိတ်ထောင်သုံးလုံးရှောက်လို့ရပြီးတော့မှဒီနေ့မှာရှောက်ပရိလို့ခံတာရှောက်ပရိလို့ခံပြီးတော့မှတပွင်းကြောင်မှာထိပ်ထောင်သုံးလုံးရှောက်လို့ဖြစ်တာတဲ့ဘေးပွဲအဲ့နေရာကိုညွှန်းဆိုတာဟုတ်ပြီနော်အဲ့မှာဗာလိကျန်တော့ဆိုလို့ရှိရင်အခုနပြောတဲ့ဟာဒီအထောင်5အဲ့ဒီအထောင်5ဒီ9ရဲ့ဘောကဒီသုံးလုံးတုံရလို့ခွေပြီးတနည်းကြောင်မှာ9ဒီအထောင်5ဒီ9ပရိလို့ရိုက် ဲ့ဒီငါးပြည့်ဒီဘွဲ့တနေ့နှစ်နေ့ကြော်လိုက်ဒီသုံးလုံးငါးလို့ထည့်ပြီးတော့မှတပင်ကြော်သေးမှာအဲ့ငါးပြည့်ကပြန်လိုက်ထွက်လာတာဟုတ်ပြီနော်ငါးပြည့်ကပြန်လိုက်ထွက်လာသေးတဲ့ကြောင့်အဲ့ဒီငါးပြည့်ပဲကူးတာလားတော့မသိဘူးဟုတ်ပြီနော်အဲ့ဒီငါးပြည့်ပဲကူးတယ်ဆိုရင်အဲ့ဒီငါးကဘယ်ငါးဖြစ်နေတော့ဆိုတော့အဲဒီသုံးလုံးငါးအထောင်ငါးဒီငါးနဲ့သွားပြီးတော့တိုက်ဆိုင်နေတာနော်ဟိုမှာတော့မတိုက်ဆိုင်တော့ဘူးဟိုမှာတော့ကနန်းပြောင်းသွားပြီနော်အဲ့ဒါညွှန်းဆိုတာကဲဒီမြေဒုတိယကောက်ကိုပြောမယ် ဲ့လိုနားလည်မလို့ထင်နေရတော့ဆိုရင်နော်အဲ့ဒီငါးဖြစ်ဖို့အတွက်အပေါ်မှာကြံသွားတယ်ရှိပြီပြောပြအောင်အဲ့ဒီငါးဖြစ်ဖို့အတွက်ဒီခါထောင်သုံးလုံးငါအဲ့ဒီငါးရဲ့မြင်းကုန်မှာပရိငါခါထောင်သုံးလုံးငါအပိတ်ထောင်သုံးလုံးဝင်ရှောက်လို့ထောင်ခဲ့တာဒီအဲ့ရှောက်ကဒီရှောက်ဒီဒီရှောက်ဒီဒီသုံးလုံးရှောက်ဒီပိတ်ထောင်သုံးလုံးရှောက်ဒီဒီရှိရှောက်ဒီထိတ်ထောင်သုံးလုံးရှောက်အခွေရှောက်အခုံးရှောက်ဒီကဲတော့နားလည်မယ်ဒီမှာလည်းဒါဆိုအဲကြော်သွားပြီဗျနော်ကြော်သွားပြီဆိုကျွန်တော်ကြာ